hello အားလုံးပဲမင်္ဂလာပါ United Shoe ကနေကြိုဆိုပါရစေ။မနေ့ညက Europa League Final အပီးမှာဂါနာချူကတော့ပွဲပြီးတဲ့အခါထုံးတဲ့တိုင်းပဲကျွန်တော်တို့ပြောလာဆိုလာတာတွေကျွန်တော်ရှိတယ်ပေါ့။ဒီထဲမှာတခြားကစားမတွေပြောတာတွေလည်းကျွန်တော်ရှိတယ်။ဒါပေမဲ့ကျွန်တော်ကတော့ဂါနာချူကတော့လုံးဝသွားပြီလို့ထင်တယ်။ဂါနာချူကို Manchester United မှာနောက်ရာသီထပ်ပြီးတော့မြင်ရတော့မယ်လို့ကျွန်တော်မထင်တော့ဘူး။မထင်တော့ဘူး။ကျွန်တော်ကဂါနာချူကိုအသင်းဘက်ကလက်လွတ်တော့လိမ့်မယ်လို့ကျွန်တော်ထင်တယ်။အဲတချို့သူပြောတာတွေကြားအပီးမှာပေါ့နော်။ ဟိုပရိသတ်တွေကြတော့လေဟာကောင်းနေဗာညာပေါ့ဗျာဟိုတိုင်းမဲ့လေလို့ပေါ့နော်လက်ရှိကာနာကာနာကျူပြောတာလေကျွန်တော်အရင်ဆုံးကြည့်ကြည့်အောင်ဆိုတော့ကာနာကျူကပွဲပြီးမှာဗာပြောထားလေးဆိုတော့အဲကျွန်တော်တို့ DRD ကကျွန်တော်တို့အားလုံးအတွက် imminent ခဲရင်တဲ့ယာတီတစ်ခုဖြစ်ခဲ့တာပေါ့နော်ဟိုတရားဒီလုံးဆိုလို့ရှိရင်လည်းလုံးဝဆုတ်ပြတ်တက်နေခဲ့တာပေါ့ဗျာဒါအပြင်ကျွန်တော်တို့က Europa League final မှာလည်းကျွန်တော်ရှုံးနေနေ Premier League မှာဆိုလို့ရှိရင်လည်း DRD ဘယ်အသင်းကိုမှအနိုင်ရခဲ့တယ်ဆိုတာမျိုးတိတ်မရှိဘူးပေါ့ဒါကြောင့်ပေါ့နော် DRD ဟာ imminent ခဲရင်တဲ့ယာတီတစ်ခုဖြစ်တယ်ပေါ့နော် ဖိုင်နယ်ပွဲလက်ရှိယူရိုပါလိဖိုင်နယ်မတိုင်ခင်အထိကိုကျွန်တော်ဟာဒီအသင်းကိုကူညီဖို့အတွက်เนาะအမြဲတမ်းအစဉ်သင့်ရှိနေခဲ့ပြီးတော့ week in week out သူကစားခဲ့ရတယ်ပေါ့နော်အဲဖိုင်နယ်လဲကြာရောကျွန်တော်မိနစ်20ပဲကစားရတယ်ဘာလို့မလဲကျွန်တော်နားမလည်ဘူးပေါ့နော်ဟိုဒီဖိုင်နယ်ပဲဖြစ်ဖြစ်ဒီရာဒီပဲဖြစ်ဖြစ်အသင်းအတွက်တရာဒီလုံးအခြေအနေကြီးကိုကတော်တော်ကြီးကိုစူးစူးဝါးဖြစ်နေတာပေါ့နော်အဲဒါမျိုးလို့သူ့အနေနဲ့ဒါနွေရာဒီအပြောင်းအရွှေ့မှာဆိုလို့ရှင်တော့အတိုင်းတာတစ်ခုဒီ အာတူတူထားပါတော့ဗျာအနာယူပါညာလုပ်ပြီးတော့အင်ဂျွမ်းပြုတ်ဖို့သူကြိုးပမ်းမယ်အဲ့ဒါပြီးလို့ရှိရင်အနာကဘာတွေဆက်ဖြစ်လာမလဲသူကြည့်မယ်ဆိုပြီးတော့သူပြောထားတယ်ဒါကြောင့်ကျွန်တော်တို့ကာနာချူကအဲပြီးသွားကာနာချူရဲ့အနာကပြီးသွားပြီလို့ကိုကျွန်တော်တို့ထင်တယ်ကာနာချူနဲ့မန်ချက်စတာယူနိုက်တက်ရဲ့ခြေထဲပြီးသွားပြီနွေရာသီပြောင်းရွှေ့မှာကာနာချူကိုအသင်းဘက်ကလက်လွတ်တာမျိုးတွေမြင်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့စဉ်းစားကြည့်ဗျာကျွန်တော်တို့သူသူမှမဟုတ်ပါဘူးကျွန်တော်တို့ဟိုတခြားကစားသမားတွေဆိုလို့ရှိရင်လည်းပွဲပြီးတဲ့ခါမျိုးတွေကျွန်တော်ပြောတာပဲအဲမျိုးကာနာချူရဲ့အခြေအနေကမတူဘူး ဒါအပြင်ဂါနာချူရဲ့ညီလားအကူလားမသိပါဘူးဗျာအဲရောဘတ်တိုဂါနာချူဆိုတဲ့ကောင်တယောက်ရှိသေးတယ်အဲကောင်ကလည်းဘယ်လိုပြောမလဲဒီဟို Instagram ပေါ်မှာဒါသိတယ်မလားအဒီမတိုင်ငင်တော့ကပွဲတိုင်းကစားခဲ့ရပြီးတော့ final အရေးကြီးတဲ့ပွဲလေကြာရောမိနစ်20ပဲကစားရတယ်ပေါ့နော်အခုဆိုလို့ချင်းလူတိုင်းပြောတာခံနေရပြီဘာညာဆိုပြီးတော့တော့တင်ထားလေးတယ်ဆိုတော့ဗောနော်ဒါကြောင့်တွေးကြည့်ရရင်အဲအဲကျွန်တော် တခါကြီးရရင်သဘောမပေါက်သဘောမကျဘူးဆိုတော့အဲ့ဒါကိုပြောတာလက်ရှိဂါနာချူက ဟိုကာနာချူကိုတော့အတော့မချခဲ့တာနဲ့ပတ်သက်လို့ဒါအမ်မိုရင်ကိုကျွန်တော်တို့ဒါအပြစ်တင်ရမယ်။နံပါတ်၁ကအမ်မိုရင်မှာအပြစ်ဝတောင်းရှိတယ်။နံပါတ်၁ကအမ်မိုရင်မှာအပြစ်ဝတောင်းရှိတယ်။ဘာလို့လဲဆိုတော့ကာနာချူပြောတာလည်းမှမှားဘူးတကယ်တမ်းကတော်တော်လေးပဲထုတ်ပြောသင့်တဲ့အရာမျိုးမဟုတ်ဘူးပေါ့နော်။အလူများနဲ့လှုပ်လှုပ်နေရတာဖြစ်တယ်။အသင်းလိုက်နဲ့လှုပ်လှုပ်နေရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါသူပြောတာကကျွန်တော်ကျွန်တော်ကတော့မှမှားတယ်လို့တော့ကျွန်တော်တို့တိတ်တော့မထင်ဘူး။ဒါပေမဲ့လို့သူပြောတဲ့စကားလုံးတွေကြောင့်နောက်ရသည်ဆက်ရှိမယ်လို့မထင်တော့တာ။အမ်မိုရင်နေနဲ့ ကနာချူဘလောက်ပဲကျွန်တော်တို့သဘောမချဘူးပဲဖြစ်ဖြစ်သူ့အတူအဝေးကနေပဲဘလောက်ပဲကဲနေကဲနေဘာပဲဖြစ်ဖြစ်ဘေးဘိုလူဝဲမှာကစားသွားတဲ့မေဆန်မောင်းနဲ့စာမင်ဆိုလို့ရှိရင်ကနာချူဟာအမြဲတမ်းဆိုတယ်လို့ကျွန်တော်တို့ဒါအန်ဒီယပေးနိုင်တဲ့ကစားမတယောက်ပဲသူလည်းရှိမိနစ်20လောက်ဝင်လာတယ်အဲ့ဒီမိနစ်20လောက်မှာလည်းအန်ဒီယပေးနိုင်ခဲ့တာတွေရှိတာပဲဒါပေမဲ့လို့ဘိုလူဝဲရဲ့မိနစ်အများဆုံးမှာကျွန်တော်မေဆန်မောင်းကိုတွေ့ရပြီးတော့မေဆန်မောင်းကထူးထူးခြားခြားဘာမှမလုပ်နိုင်ခဲ့ဘူး เนาะสรุปแล้วจะจุจรเลยပြောကြတာပေါ့လေအာအန်မိုရင်ကတော့တည်တယ်မလားကူတူကြိုက်တဲ့ကစားမကိုပဲတုံးနေတာမီဆန်မောင်းကိုသူသဘောကျနေတာငါတို့တည်တာပဲမီဆန်မောင်းဆိုလို့ရှင်တရားစီလုံးလဲဖစ်ဖြစ်တာမဟုတ်ဘဲနဲ့တည်တယ်မလားဒီဘက်မှာတုံးနေတယ်ဘာညာပေါ့အဲဘယ်လိုပြောရမလဲဒါကလည်းဗျာအာပြောရတာခင်းရင်ပါတယ်အရစ်တန်ကလက်ထက်တုန်းကလည်းကျွန်တော်ဓာမျိုးကြီးဂျုံလာတာပေါ့နော်ဟာဟိုကြိုက်တဲ့လူကိုတုံးတယ်ဟိုမကြိုက်တဲ့လူကိုမတုံးဘူးပေါ့နော်အာမက်တရားလုံးနဲ့ကိစ္စတွေအခုလည်းပဲမီဆန်မောင်းရဲ့ကန်နာကတကယ်တမ်းတွေးကြည့်ရင်လည်းပဲလက်ခံလို့ရတယ်ဗျာတည်လား ဗီဇာမောင်းကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်တရားစီလုံးနီးပါး injury ပြဿနာတွေနဲ့လုံးပန်းနေရတာနော်လုံးပန်းနေရပြီးတော့တိုင်ပတ်နေတာဗျဟိုဒါအပြင်ယူရိုပါလိဒီမီဖိုင်နယ်ဒုတိယကြော့မှာကြမှာသူနှစ်ဂိုးဒီပါးတွေတွင်းနေပေါ့နှစ်ဂိုးဒီပါးတွေတွင်းပြီးတော့ချက်စီနဲ့ပွဲမှာပွဲထွက်လူစင်မှာဝင်ကစားတယ်အခုမန်ဒီယူရိုပါလိမှာပွဲထွက်လူစင်မှာဝင်ကစားခွင့်ရတယ်ဒါပေမဲ့ကာနာချိုကကျတော့ချက်စီနဲ့ပွဲမှာလည်းပွဲထွက်ခွင့်မရဘူးဘူလူပွဲမှာလည်းပွဲထွက်ခွင့်မရဘူးချက်စီနဲ့ပွဲမှာပွဲထွက်ခွင့်မရတာကကျွန်တော်နားလည်လို့ရသေးတယ် မဲ့လို့ဘိုလူဘွဲမှာပွဲထုတ်ကွင်းမရတာကိုကျွန်တော်တို့ကြည့်ရင်ကျတော့ဂါနာဂျူဘက်ကတွေးလို့ရှိရင်ကျတော့တော်တော်ကြီးကိုလွန်နေပေါ့နော်အာငါကျတော့သိတယ်မလားအမြဲတမ်းနှိပါတကယ်ကောင်းအောင်ကစားနေကြရတာဒီကောင်ကျတော့တရားစီလုံးလဲသိတယ်မလားဂါနာဂျူကတော့လူပြောတာတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်သူပြောတာကိုကျွန်တော်တွေးရကသူကိုယ်တိုင်ဘာကြောင့်မြမိနစ်20ပဲကစားခဲ့ရတယ်သူနားမလဲဘူးပေါ့စဉ်းစားကြည့်ပြကျွန်တော်တို့ဂါနာဂျူမိနစ်20ပဲကစားခဲ့ရတဲ့အကြောင်းရင်းကအမိုရင်မေဆန်မောင့်ကိုတုံးကျင်လို့ပဲဟုတ်တယ်မလားမေဆန်မောင့်ပွဲထွက်လူစင်မှာထည့်ကျင်လို့ပဲ ဆိုတော့ဒါကြောင့်ကန္နာကျူကရန်လူစင်းမှာကျွန်တော်ရှိနေခဲ့ရတာအဲဒါကြောင့်ဘောနော်တွေးကြည့်မယ်ဆိုလို့ရှိရင်တော်တော်တိုင်ပက်တယ်ဘောနော်တော်တော်တိုင်ပက်တယ်ကန္နာကျူ ਨੇ ပတ်သက်လို့ရှိရင်သူပြောတာမှမားပြီမယ်လို့အခုလိုမျိုးပြောချလိုက်တဲ့အခါကျတော့ကျွန်တော်ဆက်ရှိမယ်လို့မထင်တော့ဘူးသူ ਨੇ MO တွေ ਨੇ ဟိုဘာမှတိတ်ပြီးတော့ဟိုဘယ်လဲအထီနောင်းနေမဖြစ်ခဲ့တဲ့ဒီ market stretch ဘူးလို့ဘာလို့တော့မှကြိုးစားမှုမလုံလောက်ဘူးပညာဆိုတဲ့ပုံစံကျွန်တော်လက်လွတ်တော့မှာအခုလက်ရှိကန္နာကျူကိုယ်တိုင်ကလည်းအသင်းမှာဆက်ပြီးတော့ရှိကျင်တဲ့ပုံစံမျိုးတော့ရှိမနေဘူး နော်တကယ်တော့ကျွန်တော်ဂါနာချူမန်ချက်စတာယူနိုက်တက်မှာဆက်ရှိကျင်တယ်လို့ကျွန်တော်မထင်ဘူးအကစားမကိုအပြစ်မြင်တာဘာညာတော့မဟုတ်ဘူးပေါ့နော်လူငယ်လေးတယောက်ပဲရှိသေးတာဗျာသိတယ်မလားကို့အချင်းကြီးကိုကြည့်ပြီးတော့ငါကတော့အောင်မြင်နိုင်တဲ့နေရာမျိုးကိုပြောင်းကျင်နေဆိုလို့ရှိရင်သူပြောင်းအောင်မှာပဲဟုတ်တယ်မလားဒါနားလေလို့ကျွန်တော်ရတယ်သူကတော့နွေရာဒီဒီနွေရာဒီကြလို့ရှိရင်သူ့သူ easy နားမယ်ပြီးလို့ရှိရင်ဘာဖြစ်လာမလဲဆက်ကြည့်မယ်ပေါ့နော်ကျွန်တော်ကတော့လက်လွတ်လိုက်မယ်လို့ကျွန်တော်ထင်တယ်အထူးသဖြင့်ကိုရီကလက်ရှိမှာ Champions League ဝင်ဝင်လည်းမရတော့ဘူးเนาะမရတော့တဲ့အပြင် ကျွန်တော်တိုင်နေလဲကျွန်တော်တို့ပတ်နေပြီတိုင်နေလဲပတ်နေတဲ့အပြင်ကိုဟိုဝင်ငွေတွေလဲပါလဲကျွန်တော်မရတော့ဘူးမရတော့ဘူးဆိုတဲ့ခါကျတော့အသင်းကကစားသမားတွေကိုရောင်းပြီးတော့ငွေရှာမှပဲကျွန်တော်ရမှာကစားသမားတွေကိုရောင်းပြီးတော့ငွေရှာရမယ့်နေရာဒီမှာငွေများများရနိုင်မယ့်ကစားသမားတွေဆိုတာကဒီ market stretch pool တို့ကာနာချူတို့လောက်ပဲကျွန်တော်ရှိတာကာနာချူကိုဝယ်တော့ငါးသိန်းပဲပေးခဲ့ရတယ်အခုပြန်ရောင်းလို့ရှိရင်တန်40တန်50ရရင်တော့ဒါအမြတ်ပေါ့ပြောရှင်ကျွန်တော်တို့ဒါ market stretch pool ဆိုလို့ရှိရင်လည်း academy တွေကစားသမား တန်း40တန်း50ရမယ်ဆိုလို့ရှိရင်ဒါအမျက်ပဲဆိုတော့အတင်းဘက်ကတော့ဒါကြောင့်ဂါနာချူကူလည်းဒီစကားတွေပြောအပြီးမှဆက်ပြီးတော့ဘာလို့ကျွန်တော်ထားလိုက်မယ်လို့ကျွန်တော်မထင်တော့ဘူးအတင်းဘက်ကအမိုရီနဲ့လည်းဒါတွေကအဆင်ပြေလိမ့်မယ်လို့ကျွန်တော်မထင်ဘူးမေဆန်မောင်းနဲ့လည်းအဆင်ပြေလိမ့်မယ်လို့ကျွန်တော်မထင်ဘူးဆိုရှယ်မီဒီယာပေါ်ဒီမှာတက်ချင်မှတက်လာမှာပေါ့ဗျာဒါပေမဲ့လက်ရှိဂါနာချူပြောသွားတာတွေကဒီအမိုရင်ကိုတိုက်ရိုက်ထိစေတယ်ဗျာဒီလားပြီးလို့ရှိရင်အမိုရင်ကိုလည်းဒီသတင်းစာရှင်းလင်းပွဲမှာမေးရသေးတယ် နော်မေမေဆန်မောင်ဆိုတာတည်းပွဲထွက်လူစင်မှာခန္ဓာချိုးကိုသုံးသိမ်းခဲ့တာမဟုတ်ဘူးလားဆိုပြီးတော့ပြောတော့လေအခုချိန်မှာတော့ဒါပြောဖို့လွယ်တာပေါ့လေဘာညာသူပြောတယ်ဒါပေမဲ့ MO ရင်မှားတယ်ဒီလား MO ရင် D final မှာအပြည့်ဝတောင်းယူရမယ် MO ရင်မှားတယ်ဘာကြောင့်လဲဆိုတော့ positive conclusion ဆိုလို့ရှိရင်ဒီဖလားရဖို့အတွက်ဗျာသူကိုယ်တိုင်ဘယ်တော့မှကစားခဲ့တဲ့ကစားဟန်မဟုတ်တဲ့ပုံစံနဲ့တော့သူကဖလားယူပြသွားတာအမိုရင်းကကြတော့အဲ့လိုမဟုတ်ဘူးလူသားလဲတဲ့နေရာဒီမှာလဲညံ့နေဒီပွဲမှာပွဲထွက်လူစင်ပွဲထုတ်တဲ့နေရာမှာလဲတော်တော်လေးညံ့နေ ဆိုတော့ညံ့တာတွေများနေတယ်ပေါ့နော်ညံ့တာတွေများနေတယ်ဒါကြောင့်ဒီပွဲကဂါနာချူပြောတာတွေကလွန်တော့မလွန်ဘူးဒါမျိုးလိုဒီလိုတွေပြောအပြီးမှာအသင်းကနီးပြနဲ့ကစားမဆိုလို့ရှိရင်သူကတော့နီးပြပဲရွေးတော့မှာပေါ့ဘာကြောင့်လဲဆိုတော့နီးပြကအခုမှရောက်ခါစားနီးပြဆိုတဲ့ပုံစံမျိုးသူတို့တွေးနေဦးမှာလေငါတို့ကတော့ဟေးဒီနီးပြကိုဘာမှလည်း investment လုပ်မပေးရသေးဘူးဆိုတဲ့ပုံစံမျိုးဂါနာချူလည်းငါငါတို့လက်ရှိငွေလိုနေတဲ့အချိန်မှာရောင်းရင် share ပဲဆိုတဲ့ပုံစံမျိုးသူတို့တွေးပြီးတော့ဂါနာချူကိုလက်လုတ်ခြင်းလက်လုတ်မှာပဲ ပြီးခဲ့တဲ့ဇန်နဝါရီပြောင်းရွှေ့တုန်းကတောင်မှကာနာချိုကိုရောင်းပြီးတော့ငွေရဖို့ထိနှိစက်ခဲ့တာဗျ။လောက်ခလာစာနာပိုလီနဲ့ကာနာချိုရဲ့ကြားထဲမှာအဆင်မပြေလို့ဒီအပြောင်းရွှေ့ကရက်တန့်သွားတာ။ကျွန်တော်ကတော့ကာနာချိုအသင်းကနေထွက်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်။နောက်တစ်ခုကျွန်တော်သဘောမကျတာကကာနာချိုမို့လို့ပြောတာမဟုတ်ဘူး။ဘသူပဲဖြစ်ဖြစ်ပေါ့နော်။အဲ့လိုမိသားစုဝင်တွေဂျားကြားနောက်တာတွေကဒီကောင်ကြီးရဲ့ career တွေကိုမိထိရောက်ထိခိုက်လိမ့်မယ်ကြည့်နေကျွန်တော်တို့ထားပါတော့သူ့ရဲ့အကို Robert Du Garnacho ဆိုလို့ရှိရင်အားတိတယ်မလားဒီလိုဒီလိုပဲ စူးစားရပြီးတော့ဖိုင်နယ်ကျတော့မိနစ်20ပဲကစားရတယ်။ဘာညာပေါ့။ဒါတွေကသူတို့ဝင်ရှုပ်เสียရမယ်။နေရာတွေမဟုတ်ဘူးပြ။သူ့အကူကိုသူ့ညီကိုကာကွယ်တာပဲဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်ဒါတွေကသူတို့ဝင်ရှုပ်လို့ရတဲ့နေရာတွေမဟုတ်ဘူး။နောက်ဆုံးထိခိုက်မှာသူတို့သူတို့ရဲ့ဟွာတွေပဲထိခိုက်မှာပဲ။ကာနာချိုတို့ဘာလို့ပဲထိခိုက်မှာပဲ။ကျွန်တော်တို့အမ်ရာဘတ်တို့ဘာလို့ကျွန်တော်တို့တွေ့ဘူးတယ်မလား။အမ်ရာဘတ်တို့အရစ်တဟာကြီးလက်ထက်တုန်းကဒီဘယ်လိုပြောမလဲ။အာကက်ဆမဲရိုကသိတယ်မလား။မကောင်းဘူးသူ့ကိုကသူ့ညီကကောင်းတာဆိုပြီးတော့အမ်ရာဘတ်နောက်ထပ်ဒီကောင်ညီဖြစ်သူကပြောတာလေ။ သိတယ်မလားဆိုတော့အမှန်ကျွန်တော်တို့ပြည်သက်တိကြားရရောဆိုရှယ်မီဒီယာကြားထဲမှာကောသိတယ်မလားဒါတွေပြောစရာတွေဖြစ်ကုန်ရောပြီးလို့ချင်းနောက်နေ့အင်တာဗျူးတွေဘာတွေပါထလောက်ရတာဒီကောင်ကအဲ့လိုမျိုးပဲဗျာသိလားမိသားစုဝင်တွေနှောက်ရှက်လို့ချင်းပြည်တနာတွေကပူဆိုးတယ်ဂါနာချူဂါနာချူကိုရိုင်းတွတ်တင်ညာတင်လိုက်မယ်သိတယ်မလားဒါလိုမျိုးတွေကအခုဆိုလို့ရှိရင်ဆိုရှယ်မီဒီယာကိုမပြတ်နိုင်နေပြီပြောစရာတွေကျွန်တော်ဖြစ်နေပြီဒါဆိုဘလို့ပဲဖြစ်ဖြစ်ကောင်းတာပဲဖြစ်ဆိုးတာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးမိသားစုဝင်တွေပူရှုပ်တာကတော့သူတို့ကိုယ်တိုင်ကိုပြန်ပြီးတော့ထိခိုက်စေတာလို့ကျွန်တော်ထင်တယ်ဒါကြောင့်ဘယ်လိုလဲရှိကျွန်တော်တို့ဂါနာချူကတော့ ကျွန်တော်အနေနဲ့အမြင်ကတော့နွေရာသီပြောင်းရွှေမှာလုံးဝရောင်းချခံရပြီလို့ကျွန်တော်ထင်တယ်။ညီကလေးရောဘလို့မညလဲ။ဒါနာချူကိုကျွန်တော်တို့ငွေရှာဖို့အတွက်ရောင်းတင်တယ်လို့ကျွန်တော်ထင်ကြလား။ဒီစကားတွေပြောတိုင်းနဲ့ပတ်သက်ပြီးတော့ရောဘလို့မညလဲ။အတင်းဘက်က MOD ကိုဆက်ထားလိုက်မယ်လို့ကျွန်တော်ထင်ကြလား။ဆွေးနွေးကြပါအောင်အားလုံးကိုချစ်သီးများကြီးဒီပါနဲ့။